ပြည်ထောင်တဲ့တဲ့ပုတ်အနေနဲ့ကတော့ငလျင်လုတ်ခဲမှုအပေါ်စီအိုစကအခွင့်အောက်ယူပြီးနိုင်ငံရေးအမြင့်မထုတ်စေဖို့အတွက်အနိကဲစောက်ကြည့်ဖို့ခရယမျိုးသားအစီယုံကရင်ယူကနိုင်ငံတကာကိုမနေ့ကမလ30ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်ပြည်သူတွေအတွက်ပေးအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပေါ်စီအိုစကအခွင့်အောက်ယူပြီးနိုင်ငံရေးအမြင့်မထုတ်စေဖို့အတွက်အနိကဲစောက်ကြည့်ဖို့လုပ်ငန်းစဉ်တွေကိုနိုင်ငံတကာအနေနဲ့ထိတင်းထားဖို့လိုတယ်လို့ခရယယူကတိုက်တွန်းထားပါတယ် စစ်အုပ်စုဟာ2008ခုနှစ်မြန်မာနိုင်ငံနာဂေမုန်တိုက်ကြောင့်ပြည်သူတွေအတွက်လက်ခံရရှိခဲ့တဲ့နိုင်ငံတကာအကူအညီတွေကိုသူတို့အချိုးစီးဖို့အတွက်အသုံးချခဲ့တဲ့သမိုင်းကြောက်တွေရှိခဲ့တဲ့အတွက်ကြောင့်အခုငလျင်မှာလည်းနိုင်ငံရဲ့အမဲမထောက်စီဖို့စောက်ကြီးတန်းတယ်လို့ KN ကဆိုထားပါတယ်ပြည်သူတွေငလျင်တန်းကိုအပြင်းထန်ဆုံးခံစားနေရတဲ့အချိန်မှာစစ်ကောက်စီဟာအရေးသားနေရာတွေကိုပြင်းပြထားပြီးလေကြောက်တိုက်ခိုက်တာတွေစတိုက်ကျူးလွန်နေတာကိုလည်းဝန်းနေဆိုတွေ့ရတယ်လို့ဆိုပါတယ် ငလျင်တန်သက်ပြည်သူတွေအတွက်စိုးရင်ပေးကြပြီးအချိန်ကာလအတွင်းကုညီဖို့ရောက်ရှိလာကြတဲ့နိုင်ငံတကာအစိုးရရဲ့အဖွဲ့အစည်းတွေအပြင်ဒေသခံ Pride အဖွဲ့တွေနဲ့ပြည်သူတွေရဲ့အကူအညီတွေကို KNU အနေနဲ့ထူဆိုပြီးအထူးကျေးဇူးတင်ရှိတယ်လို့လည်းဆိုထားပါတယ်ခင်ဗျာ